နန်းဆိုရသည်ဒီဃာရမတို့အာယုံ द्वार ကြောင့်ဖြစ်သည်လို့မှတ်ထိုက်တယ်။အကျဉ်းချုပ်ပဲလို့မှတ်တယ်။အာယုံ द्वार ကြောင့်ဒီကမောင်ရဲ့အာယုံ द्वार ကြောင့်တယ်။ဥဇယံတို့အာယုံ द्वार ကြောင့်နော်။မှန်ပါဗျာ။နန်းလေးတွေပေါ်တိုင်းပေါ်တိုင်းဘုရုကြောင့်ပါလေ။အာယုံ द्वार ကြောင့်လောကီဥမာပြောကြပါသောဆိုလို့ရှိရင်ဖြင့်ဆိုင်တည်တဲ့လူများမှလင်းခွန်းတစ်ခုကိုဒီတိုင်းကင်နေတဲ့ကမြည်တဲ့ဘုံပေါ်လာဘူး။ နခုထိကြိုက်တဲ့ခါကျအဲနန္ဒမကလည်းနခုထိကြိုက်တဲ့ခါကျမှပေါ်သလိုအာယုံဆိုတဲ့ဒီကိုယ်ခန္ဓာကိုယ်ထဲမှာရှိတယ်။ဒွာယဆိုတာလည်းမျက်လုံးအကြည့်ရုပ်လေးနားအကြည့်ရုပ်ကိုယ်အကြည့်ရုပ်မနှောအကြည့်ရုပ်ဆိုတာကအခံဘက်ကဟုတ်ကအရှင်းတို့အတန်တို့အမျိုးမျိုးကအတိုက်ဘက်ကပေါ့ဗျာအဲ့တော့အခံနဲ့အတိုက်နှစ်ခုတိုက်မှသာလင် မြင်စိတ်တို့ပေါ်နိုင်တဲ့ကြားစိတ်ပေါ်နိုင်တဲ့နာစိတ်စားစိတ်ကြံစိတ်စီစိတ်ကုန်ပေါ်နိုင်တယ်။ဒါဖြင့်နမကန္တာ၄ပါးကတော့ဖြင့်အကြီး၆ပါးနဲ့အာယုံ၆ပါးတိုက်လို့ပေါ်တာပေါ့။ဘုရားမောင်ဘယ်လိုမှတ်ပါအကြီး၆ပါးနဲ့အာယုံ၆ပါးတိုက်လို့ရှင်းညဒါဖြင့်နမကန္တာ၄ပါးကလည်းသူ့မှာခုနကခုသောအကြောင်းကြောင့်ပေါ်လာရသည်ဖြစ်လေသောကြောင့်သူတို့၄ခုကတော့တကယ်နဲ့ပေါ်တာလို့မှတ်တော့မှန်ပါပါ ကောင်းပြီတရားဓမ္မတို့နန္တရားကတော့ကိုအကြည့်6ခု မျက်လုံးထဲမှာမျက်လုံးအကြည့်ယူကလေးရှိနာအကြည့်ယူကလေးရှိတယ်ဒါလေးတွေရှိလို့ကြားရနော်နှာခေါင်းအကြည့်လျှာအကြည့်ကိုယ်အကြည့်မနှောအကြည့်ဆိုတော့ဥက္ကမောအကြည့်ပဲမျိုးရှိ6မျိုးပါအကြည့်6မျိုးနဲ့ပြင်ဘက်ကမျက်လုံးအကြည့်နဲ့ယူပါရုံနဲ့တဲ့နေပြီထိခိုက်ပြီဆိုမှဖြင့်မြင်စိတ်ကလေးပေါ်လာမှန်ပါမြင်စိတ်နာမခန္ဓာ၄ပါးမှန်ပါ ထို့သူနာကြည်နဲ့အတန်နဲ့တိုက်တဲ့ခါကြတာပေါ့ရာစိတ်နာမခန္ဓာ၄ပါးလေးပေါ့ဗျာနော်ထို့သူနာနာစိတ်နာမခန္ဓာ၄ပါးလေးစာစိတ်ကိုယ်ပေါ်မှာပေါ်တဲ့စိတ်ဝန်းထဲမှာကြံတွေးစိတ်နာမခန္ဓာ၄ပါးအဲ့ဒါအကြည်နဲ့အာယုံနဲ့တိုက်လို့ကြီးပဲမှတ်လိုက်တာပေါ့ဩော်ဒါပြန်နာမခန္ဓာ၄ပါးလားအကြောင်းပဲနှကြောင်းပါလေနှကြောင်းကပြည့်ပြန်လို့ပေါ်တာ ာဖြင့်ဒကာရမတို့ဒကာရမတွေစိတ်ကငါစိတ်ပါဖြစ်နေတယ်လို့မပြောတတ်ပါဘူး။သားလေးကြီးမြင်နေတယ်။သမီးလေးကြီးမြင်နေတယ်လို့ငါစိတ်ပါမှဖြစ်ဘူးငါစိတ်ကိုလည်းမဟုတ်ဘူး။ဟိုသားလေးဥသောအာယုံနဲ့ဒီကမနှောကြည့်နေသွားပြီးဒီကလာတဲ့တဲ့ခါမှာသားကိုအောင်းမိတဲ့စိတ်သမီးကိုအောင်းမိတဲ့စိတ်ကလေးပေါ်လာ။ဒါရင်နှစ်ခွတိုက်လို့ပေါ်တာပေါ့ဗျာ။ ဒါပြန်သူလည်းသူများပြုပြင်လို့ပေါ်တဲ့တရားဖြစ်သားကြောင့်နာမ်ကိုလည်းသင်္ခါရတရားလို့ပဲဆိုလိုက်တော့